လူသားလေးရဲ့အပိဓိကဘယ်တော့မှအဆုံးစွန်ထိဖြေရှင်းပြီးသွားမှလဲဟုတ်တယ်ဒီမေခုံးကချားလိုက်ရင်တော့ရိုးရိုးလေးလိုထင်ရပေမဲ့တကယ်တမ်းသူ့အဖြေကဓမ္မပညာလောကမှာအတော်လေးကိုနက်နေပြီးအငင်းပွားစေအကောင်းဆုံးအကြောင်းအရာတစ်ခုဖြစ်နေတာပါကဲဒီနေ့မှာတော့အပိဖြေခြင်းဆိုတာဘယ်အချိန်မှအတိအကျအဖြစ်ဆုံးတော့မလဲဆိုတဲ့အကြောင်းကိုကျွန်တော်တို့အတူတူဆွေးနွေးလေ့လာကြည့်ကြရအောင်အထက်ကမေခုံးကတော့ဒါပါပဲအပိဖြေခြင်းရဲ့လုံငန်းစဉ်ကြီးတစ်ခုလုံးကဘယ်အချိန်မှအဖြစ်ဝါဖြစ်ရှုံးမှာလဲ ဒီမေးခွန်းကိုဖြေရှင်းဖို့ကြိုးစားကြတဲ့အခါမှာအဖြေတစ်ခုတည်းထွက်မလာဘဲနဲ့အမြင့်ဒီရှုထုတ်နေအမျိုးမျိုးကွဲထွက်ထွားတာကိုတွေ့လာမှာပါ။ဘာဖြစ်လို့ဒီလောက်တောင်ကွဲပြားနေရတာလဲဆိုတာကြည့်လိုက်ကြအောင်။ဒီအဖြေကိုရှာဖွေဖို့ကကျွန်တော်တို့ဒီအကြောင်းအရာတွေကိုအစီအစဉ်အရင်တစ်ခုချစ်စီလေးရထားပါမယ်။ရင်ဆုံးအသေးပေဖွင့်ရှုချက်တွေကနိစမယ်ပြီးရင်အဓိကအမြင်တစ်ခုကိုနိုင်ရှင်မယ်နောက်ဆုံးမှာတော့ဖြစ်နိုင်ခြင်းအရှိဆုံးအချိန်စရားတစ်ခုကိုအတူတူလေ့လာကြည့်ကြပါမယ်ပထမဆုံးအနေနဲ့ဒီပြဿနာကဘယ်လောက်တောင်ရှုပ်ထွေးသလဲဆိုတာကိုအရင်ဆုံးကြည့်လိုက်ကြရအောင် အဖြစ်ဖြစ်ခြင်းရဲ့အဆုံးသတ်အချိန်နဲ့ပတ်သက်ပြီးအဓိကအဆိုးဖြူချက်ဘယ်နှခုလောက်ရှိမယ်လို့ထင်ပါသလဲကြည့်လိုက်ပါအောင် အမြင်ကငွားမျိုးတောင်ကွယ်နေတယ်တချို့ကတော့ပထမရှင်ပြန်ထာမြောက်ခြင်းမှာပဲအားလုံးပြီးသွားပြီလို့ဆိုကြတယ်နောက်တချို့ကကြတော့မဟုတ်သေးဘူးကပိခနဘာပြီးမှဒါမှမဟုတ်စာတန်ကို၆နှစ်ထဲပိတ်လောင်ပြီးတဲ့အချိန်ကြမှာပြီးမှလို့ဆိုပြန်တော့ဆိုတော့ဒီလိုအမြင်နဲ့အမျိုးမျိုးကွဲပြားနေတာကိုကြည်တာနဲ့တင်ဒီမိကုန်းရဲ့အဖြေကဘလောက်တောင်ရှုပ်ထွေးနေနေလဲဆိုတာပြီးတာနေပါပြီ ကဲဒီအမြင်လေးကြားတဲ့ငါအမှန်တရားကိုရှာဖို့ဆိုရင်အပြစ်ဖြေခြင်းဆိုတဲ့စကားလုံးရဲ့အထိပယ်ကိုအရင်ဆုံးတိတိကျကျနားလည်ထားဖို့လိုလာပါပြီ။ဘာလို့လဲဆိုတော့ဒီစကားလုံးမှာလူအများစုတတိမထားမီလေးရှုထောင့်နှုတ်ခုပါဝင်နေလို့ပါပဲ။အပြစ်ဖြေခြင်းဆိုလားလူတယောက်ကိုခွင့်လွှတ်ပေးလိုက်တာထက်အများကြီးပို့ပြီးတော့ခြေပြန်ပါတယ်။ဒါဟာစက်ကြဝလာတစ်ခုလုံးတည်းကနေအပြစ်တရားနဲ့သူ့ရဲ့အရေးအယောင်တွေကိုပါလုံးဝအမြင့်ကနေဆွေးနုတ်ရှင်းလင်းပြတာမျိုးကိုဆိုလိုတာပါ။ အဲ့ဒီတော့အရိကချက်ကရှင်းသွားပါပြီအဖြစ်ဖြစ်ချင်းမှာအပိုင်းနှစ်ပိုင်းရှိတယ်ပထမတစ်ခုကဖြောင့်မတ်သူတွေကိုစုံလင်စေပြီးနောက်ထပ်အပြစ်မလုံနိုင်အောင်လုပ်ပေးတာဒုတိယတစ်ခုကတော့နောင်တမရတဲ့မတရားသူတွေကိုတရားစီရင်တာဒီနှစ်ခုစလုံးပြီးမြောက်မှသာအဖြစ်ဖြစ်ချင်းဟာအလုံးစုံပြီးမြောက်မှဖြစ်ပါတယ်ခုနကကျွန်တော်တို့တွေ့ခဲ့တဲ့ရှုပ်ထွေးနေတဲ့အမြင်ငါးမျိုးက တကယ်တော့အတိတ်ကကြတဲ့အငင်းပွားမှုကြီးတစ်ခုတည်းမှာပဲခြေခံနေပါတယ် အဲ့ဒါကတော့အဓိက theory နှစ်ခုကြားကပဋိပက္ခပါပဲအဓိကအကွဲပြားချက်ကဒီနေရာမှာပဲကပ်ပဲခုနှစ်ပါးကအဖြစ်ဖြစ်ချင်းရဲ့အစိတ်ပိုင်းတစ်ခုလားဒါမှမဟုတ်တီးခြားဖြစ်ရက်တစ်ခုလားဆိုတဲ့အချက်ပေါ့ဒီမေခွန်းရဲ့အဖြေကအရာအလုံးကိုပြောင်းလဲသွားစေနိုင်ပါတယ်ပထမရှူထောင့်ကိုထောက်ခံတဲ့သူတွေကတော့ကောင်းကင်ပေါ်မှာလွတ်လပ်စွာရွေးချယ်နိုင်ခွင့်ကဆုံးလင်သွားပြီဆိုရင်ဖေမန်တော်ရဲ့အဖြစ်ဖြစ်ချင်းဟာလည်းထီထီရောက်ရောက်ပြီးစီးသွားပြီလို့ဆိုကြပါရဲ့ဒါပေမဲ့ ဒီចောင်းရောင်ရေးထားသူကတော့ဒုတိယအမိကိုပို့ပြီးထောက်ခံပါတယ်။သူဟာဘဲမနော်လေးကိုဘယ်သူမှဝန်လို့မရသေးဘူး။ဒါကြောင့်ကက်ပြေးတဲ့မပြီးမချင်းအဖြစ်ဖြစ်ခြင်းဟာမပြည့်စုံသေးဘူးဆိုတာကိုညွန်ပြနေတယ်။ဒီចမ်းချက်ကိုကိုကထားပါတယ်။ကဲဒီမြင်းပွားမှုတွေကိုဖြေရှင်းပြီးတော့ပြည့်စုံတဲ့အချင်းစရာတစ်ခုကိုတိဆောက်ထားတဲ့ရေးသားသူရဲ့နောက်ဆုံးကောက်ချက်ကိုကြည့်လိုက်ကြရအောင်။ရေးသားသူကအဖြစ်ဖြစ်ချင်းဆိုတာဖြစ်ရက်တစ်ခုတည်းနဲ့ပိုင်းဖြတ်လို့မရပဲ အဆင့်တွေအများကြီးနဲ့ဖြည်းဖြည်းချင်းဖြစ်ပေါ်လာတဲ့ကျေပြန့်တဲ့လုံဝင်းစင်တစ်ခုဖြစ်တယ်လို့ကောက်ချက်ချထားပါတယ်။ဒီအချိန်စရာမှာအားလုံးကိုပေါင်းဆက်ပြီးရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။အရာအားလုံးကခုနှစ်ခုမြောက်တမောမှုပြီးဘေးမန်တော်ကိုတန့်စင်ခြင်းကနေစတင်နေပြီးတော့ပထမရှင်ပြန်ထမြောက်ခြင်းကကောင်းွင့်မုံကိုစုံလင်းစေတယ်။အဲဒီနောက်မှာကပေးခုနှစ်ပေါက်ကမတရားသူတွေကိုတရားစီရင်ပြီးနောက်ဆုံးမှာတော့အပြစ်တေချင်းတရားနဲ့မယရနိုင်တော်ကိုမိအိုင်နဲ့ပစ်ချလိုက်တဲ့အချိန်မှာမှာ အဖြစ်ဖြစ်ခြင်းကအပီးတိုက်ပြီးမြောက်သွားတာပါဟုတ်ပြီဒီချက်ခဝလာဆိုင်ရာ အချမ်းစရာကြီးကလူပုဂ္ဂိုလ်တူချင်းစီကျွန်းနက်နက်ဆိုင်ဆိုင်အကျိုးသက်ရောက်မှုတွေရှိပါတယ်ဒါကြောင့်ဒီအရေးမှတ်မှာဖော်ပြထားတဲ့လူအမျိုးအစားတွေကိုဆက်ပြီးဆန်းစစ်ကြည့်ကြရအောင်ဒါပေမဲ့ယုံကြည်ခြင်းအားဖြင့်ကဲတင်ခြင်းဆိုတဲ့စကားကလည်းထင်းနှလုံးတော့မယိုးရှိပါဘူးဒီအရင်မြင်အရကဲတင်ခြင်းရသူတွေကတောင်သူတို့ရဲ့ယုံကြည်မှုကိုဘလို့တက်တည်ပြခဲ့တယ်လဲဆိုတဲ့အပေါ်မူတည်ပြီးအုပ်စုတုံးစုခွဲချက်ခါပါသေးတယ် ဒီအချက်ကဒေါ်လေးစိတ်ဝင်စားဖို့ကောင်းပြီးအရေးလည်းကြီးပါတယ်ဆိုရတာကယုံကြည်တယ်လို့ပတ်သက်ကပြောယုံနေမပြီးဘူးပေါ့တကယ်ဖြောင့်မတ်တဲ့အကျင့်တွေအတီးအဖွင့်တွေနဲ့တတ်တည်ပြရတဲ့သူတွေဒါကတကုတ်နောက်တကုံကတော့ယုံကြည်တယ်လို့ဒါပြောတာလူရက်တွေကတော့စင်ကျင်ပတ်ဖြစ်နေတဲ့သူတွေနောက်ဆုံးတကုံကတော့ယုံကြည်ကြောင်းဝင်ခံခဲ့ပေမဲ့အဲ့ဒါကိုတတ်တည်ပြခွင့်မရခင်မှာပဲတည်ဆုံးသွားတဲ့သူတွေအဲ့လိုကွဲသွားတာပါ အဓိကပြောချင်တာကတော့ရှင်းရှင်းလေးပါပဲလောရက်ကစကားသားအများကြီးပို့အေးကြီးတယ်ဆိုတဲ့သဘောပါပဲဒီဆင်းကတော့အပြစ်ဖယ်ခြင်းရဲ့ဒုတိယအပိုင်းကိုအပြီးသတ်ပေးလိုက်တာပါပဲဒီနေရာမှာအပြစ်ကြီးအားကိုဆွဲကြိုက်ထားတဲ့နောင်တမရသူတွေနဲ့တေချင်းကြီးအားကိုလိုင်ကိုနောက်ဆုံးမှအပြီးတိုင်ဖယ်ရှားရှင်လင်းဖြစ်မှာဖြစ်ပါတယ်နောက်ဆုံးမှာတော့တကကကျွန်တော်တို့ကိုစဉ်းစားစရာတစ်ခုခြံထားခဲ့ပါတယ်ဒီအရေးမြင့်အရာအပြစ်ဖြစ်ခြင်းဆိုတာ ကျေးဇူးတော်တစ်ခုတည်းအဖြစ်သားမကပဲစัจဝလတစ်ခုလုံးရဲ့တရားမြတ်မှုကိုအပြစ်တိုင်နဲ့လုံးဝပြန့်လက်တိဆောက်ခြင်းဆွေရှုထောင်းကနေမြင်ထားတာဖြစ်ပါတယ်။